ကျွန်ုပ်တီထောင်ထားတဲ့ပန်းကဘာဇက်ပွဲဟာငပူရောမြို့မှာကပြနေစဉ်တွင်ပွဲငါးတွေထပ်မံရောက်ရှိလာခဲ့ပါတယ်။ငပူရောနောက်ပဲကိုသိန်းကိုသံဖျားပွဲမှာကရန်ပွဲငါးလာကြခြင်းဖြစ်ပါတယ်။ပွဲကြီးသုံးကြီးဖြစ်ပါတယ်။ဇက်ပွဲကြီးကိုလည်းကျွန်ုပ်နဲ့ပွဲငါးတို့ညီနိုင်ပြီးတော့ပွဲငါးစာချုပ်ချုပ်ဆိုလိုက်ကြပါတယ်။ကျွန်ုပ်ကလည်းဇက်ပွဲတညချင်းစီရင်ပေးသွားပြီးတော့ပွဲငါးတွေဟာပြန်သွားခဲ့ကြပါတယ်။အဲဒါကြောင့်ကျွန်ုပ်တို့ဇက်ပွဲဟာငပူရောမြို့မှာ တုံးညဆက်ကပြီးတဲ့နောက်မှာတော့ကိုသိန်းကိုသန်းမျိုးကိုဆက်ပြီးတော့ကူးလာခဲ့ကြပါတယ်။ကိုသိန်းကိုသန်းဖះဟာကိုသိန်းကိုသန်းတောင်ပေါ်မှာတည်ထားခြင်းဖြစ်ပါတယ်။တောင်ကြီးမှာတော့ရွာစုလေးများပြန်ကျဲလျက်ရှိပါတယ်။ကိုသိန်းကိုသန်းတောင်ပေါ်မှာပြေလျှောစွာမြင့်တက်သွားခြင်းရှိလေရာရေစိတ်ကနှစ်မိုင်ခန့်သွားရပါတယ်။အဲဒါကြောင့်ဇက်ဖွဲ့အနေနဲ့ငပူရောကနေကိုသိန်းကိုသန်းရေစိတ်ကိုမော်တော်ဖြင့်လာခဲ့ရပါတယ်။ကိုသိန်းကိုသန်းရေစိတ်ဟာတောင်ပေါ်ဖះကိုဇက်ပစ္စည်းတွေကိုတဆင့်တည်ယူဖို့အတွက်ပွဲငါဖွဲ့ကနေလှဲစီပေါင်း26စီလောက်စောင့်နေပါတယ်။နွားလဲတွေစီတန်းရက်ထားတာကိုမြင်ရတဲ့ တခဏကျွန်တော်တို့ဇက်ပွဲသားတွေကပျော်ရွှင်မြူးတူသွားကြပါတယ်။ဘာကြောင့်လဲဆိုတော့တနွေလုံးဇက်ပွဲလိုက်လာခဲ့ကြတာအဖွဲသားတွေကကားလမ်းရေလမ်းခီးတွေနဲ့မော်တော်ကားလှေတမန်တွေစီးရတာလင်းသွားခဲ့ကြရပါတယ်။ယခုလိုမျိုးနွားလဲစီးကွင်ကမကြုံမှုခဲ့ကြပါဘူး။ကျွန်တော်တို့ဇက်ပွဲသားတွေကိုလာရောက်ကြိုဆိုတဲ့နွားလဲ26စီးနဲ့ပွဲကြိုလူတွေကကျွန်တော်တို့ဇက်ပွဲကအဖွဲသားတွေနဲ့ကိုသိန်းကိုသန်းရေစိမ်မှာအလွန်စီကားသွားခဲ့ပါတယ်။တောရွာဆန်လာတဲ့ဖျားပွဲတစ်ခုရဲ့မြင်ကွင်းကိုရှားပါးစွာမြင်တွေ့ရခြင်းကြောင့်လဲကျွန်တော်တို့ရင်မှာကြည်နူးသွားရပါတယ်။ကိုသိန်းကိုသန်းရေစိမ်ကိုကျွန်တော်တို့ ့ဇက်ဖွဲ့ရောက်သွားတဲ့အချိန်မှာညနေ3:00နာရီထိုးနေပါပြီဇက်ဆရာကိုကျွန်တော်တခုတော့မှားထားအောင်ပဲဗျာဇက်ဆရာရဲ့အဖွဲ့သားတွေကိုတော့ဇက်ဆရာတည်တည်ချာချာမှားထားပေးပါဒီကိုသိန်းကိုသန်းနေမြေကအမားမခံဘူးဗျာတွားတာလာတာစားတာတောက်တာအစားအပြောဆိုအနေတိုင်းအားလုံးစင်စင်ကြင်ကြင်နဲ့နေကြပါလို့ဘာဖြစ်လို့လဲဆိုတော့ဒီနေမြေကတိုက်နန်းနေမြေဖြစ်နေလို့ပဲတော်ကြကျွန်တော်ကြုံမပြောဘူးဖြစ်မှာဆိုလို့ခုလိုကြုံပြောရတာပါအခုလိုပြောလို့လဲဘာမှတော့ကြောက်မသွားပါနဲ့ကိုကဘာမှမလုပ်လို့ရှိရင်ဘာမှမဖြစ်ပါဘူးဗျာပွဲငါရဲ့သတိပေးစကားတွေကြောင့်ပဲကျွန်တော်ကလည်းစက်သိမ်းမွင့်ညင်းနေပဲထားသွားခဲ့ရပ ပါတယ်။မကြမီမှာပဲရေစိတ်ကနေလဲတန်းကြီးဟာကိုသိန်းကိုသန်းတောင်ပေါ်ကိုဥတည်ပြီးတော့မောင်းနှင်လာလိုက်ကြပါတယ်။နွားလဲစီးကွင်းကြုံရခြင်းကြောင့်ပျော်ရွှင်ကြည်နူးနေကြတဲ့ဇက်ဖွဲ့သားတွေကိုနွားလဲအသီးသီးပေါ်မှာလမ်းမြင်နေကြရပါတယ်။ ကျွန်တော်ကတော့ပွဲငါရဲ့စကားကြောင့်ရတတ်မအေးနိုင်ဖြစ်ရပါတယ်ကျွန်တော်ရဲ့ဇက်ဖွဲ့ကလည်းလူပေါင်း90ကျော်ခန့်ရှိတဲ့အခါမှာတော့တဦးနဲ့တဦးကလည်းအပြောဆိုအနေထိုင်ကအစားအကျင့်စရိုက်တွေကလည်းမတူညီကြတဲ့ကများပါတယ်တချို့ကယဉ်ကျေးတိမ်မွေပြီးတော့ဘာသာရေးကန့်ဆိုင်ပါတယ်တချို့ကတော့အပြောဆိုကြမ်းတမ်းပြီးတော့အတောက်စားတွေဖတ်ပါတယ်ကျွန်တော်အနေနဲ့ကလည်းကျွန်တော်ဇက်ဖွဲ့တွေကဇက်ဖွဲ့သားတွေရဲ့တဦးချင်းစီအကျင့်စရိုက်တွေကိုသိထားရပါတယ်တိုးပေမဲ့လည်းသူတို့ရဲ့ကိုယ်ရေးကိုယ်တိုင်ကိစ္စတွေကိုတော့ဝင်ရဆော့ဖက်ပြောဆိုခြင်းကမသိမအောင်ကျွန်တော်ဇက်ဖွဲ့နဲ့ပတ်သက်တဲ့ကိစ္စအချို့ကိုသာလည်းပြောဆိုရန်တင့်လျာ တချို့သောကိစ္စကြီးငယ်တို့ကိုမတိကျွချွန်ပြုထားရပါတယ်ယခုကိစ္စမှာလည်းအဖွဲ့နဲ့ပတ်သက်ပြီးတော့အခက်အခဲအန္တရာယ်တွေမမျှော်လင့်မဲ့ဖြစ်ပေါ်လာနိုင်တဲ့အတွက်အဲဒီကိစ္စကိုဇက်ယုံရောက်တာနဲ့အဖွဲ့သားတွေကိုခေါ်ပြီးတော့ပြောဖို့အတွက်ကျွန်တော်စဉ်းစားလာခဲ့ရပါတယ်အဲဒီလိုနဲ့ပဲကျွန်တော်တို့ဇက်ဘွဲ့ဟာကိုသိန်းကိုသန်းတောင်ပေါ်ဖရားမှာရှိတဲ့ကျွန်တော်တို့ကရမယ်ဇက်ယုံကိုညနေနေဝင်ရီတရောအချိန်မှာရောက်ရှိလာခဲ့ကြပါတယ်ဇက်ယုံအတွင်းထဲကိုဇက်ပစ္စည်းတွေတည်ယူနေရခြားထားပြီးချိန်မှာတော့ပတ်ဝန်းကျင်တစ်ခွင်လုံးဟာမှောင်မဲမဲအတွင်ကိုစောင့်နေခဲ့ပါပြီအဲဒီညကဇက်မကရသေးတာကြောင့်ဇက်ဘွဲ့သားတွေဟာအေးစေးစွာအ နားယူဝင်ရကြပါတယ်အဲဒါကြောင့်မဲ့ဇက်ယုံအတွင်းမှာပဲဇက်ဘွက်သားတွေအားလုံးကိုအစည်းအဝေးခေါ်လိုက်ရပါတယ်ကဲကဲအားလုံးပဲမပြောမပြီးမတီးမမီဆိုသလိုကျုပ်ကတော့ကြိုပြီးတော့သတိပေးရမှာပဲဗျာခင်ဗျားတို့လည်းမြန်မာပြည်အနှံ့အပြားကိုရောက်ခဲ့ပူကြတဲ့သူတွေဆိုတော့ဘ ഹു တုတာတော့ရှိကြမှာပါယုံကြည်လို့ပဲဖြစ်စေမယုံကြည်လို့ပဲဖြစ်စေကြားဘူးနားဝရှိတဲ့အကြောင်းတွေကိုတော့ အလေးနဲ့ထားကြရမှာတော့အမှန်ပဲဗျာလောကမှာမြင်ရကြားရတဲ့အကြောင်းအရာရှိသလိုမမြင်ရမကြားရပဲနဲ့ဖြစ်ပေါ်လာတဲ့အကြောင်းအရာလည်းရှိတယ်ဆိုတော့ခင်ဗျားတို့လည်းကြားဖို့နာဝဘူးတုတ္တရရှိကြမှာပဲအခုကျုပ်တို့ဇက်ဖွဲ့ရောက်ရှိနေတဲ့ကိုသိန်းကိုသန်းနေမြေဟာဟိုတုန်းကနာမည်ကြီးတိုက်နယ်တစ်ခုပဲဗျာအဲဒါကြောင့်မလို့ပဲအပြောဆိုအနေထိုင်အသွားလာတွေဆင်ကျင်ကြပါကျုပ်ကတော့ဒီလောက်ပဲပြောချင်တယ်ဗျာကျုပ်တို့အားလုံးကတက္ကီးတဲ့သွားနေကြတဲ့သူတွေဆိုတော့ကိုကြောင့်တပားသူတွေဒုက္ခမဖြစ်စေနဲ့ပေါ့ဗျာကျွန်တော်ကလည်းဇက်ဖွဲ့သားတွေကိုထုံမြတာပြောဆိုမှာကြားလိုက်ပါတယ်ပြီးတဲ့အခါမှာတော့ကို သိန်း9တန်းတောင်ပေါ်မှာရှိတဲ့ဈေးဒီကိုတွားပြီးတော့စင်မီရေကျန်းအမွေးနဲ့တာတွေစက်ကတ်လူတန်းလိုက်ပါတယ်။ငါးဘတီလာစောက်တည်ပါတယ်။ပရိတ်တရားတော်များကိုလည်းရွတ်ဖက်ပူဇော်ပြီးတဲ့နောက်အရိယမရှိကြပါကုန်သောဝိနည်းအားများစွာတတ္တဝါတို့နဲ့30ဘုံမှာကျင်လည်ကြကုန်သော တတ္တဝါအပေါင်းတို့ကိုမြစ်တာပေးဖို့အမြအတမ်းပေးဝေခဲ့ပါတယ်။အရိညကအားလုံးအစဉ်ပြေလျက်နောက်တနည်းမနဲ့မိုးတောက်အလင်းရောက်တဲ့အချိန်အေးချမ်းသာရစွာရှိနေခဲ့ကြပါတယ်။ကျွန်တို့ဇက်ဘွဲဟာကိုသိန်း9တန်းကိုတရက်ကြိုပြီးရောက်ရှိလာခဲ့တဲ့အခါမှာတော့ပထမတညရည်ပြီးနောက်တနည်းညမှာတော့ ့ဇက်ပွဲစတင်ကပြရမှာဖြစ်ပါတယ်အဲဒါကြောင့်မလို့ညဘက်ကပြရမယ်ဇက်ပွဲအစီအစဉ်ကိုဇက်ဦးစီးမင်းသားမင်းသမီးနဲ့ညီနိုင်စီစဉ်ရပါတယ်ပြီးတဲ့နောက်မှာတော့ဇက်ပွဲစားရေးတောက်ရေးတွေကိုစီစဉ်ရပါတယ်အဲဒီလိုစီစဉ်ရမှာပထမဦးစွာရေခက်ခဲကိုစတင်ခန်းစားကြရပါတယ်ကိုသိန်းကိုသန်းတောင်ပေါ်မှာဘုံကြီးကျောင်းတစ်ကျောင်းသာရှိပြီးတော့တန်ငါဦးရေဟာလည်း၄-၅ပါးမြတ်သာရှိပါတယ်အဲဒီတန်ငါများအတွက်တော့တောက်သုံးရေကိုတောင်အောင်ရေစိတ်ကနေတည်ယူကြရပါတယ် တောင်ပေါ်မှာတော့ရေဇက်ကမရှိပါဘူးအဲဒါကြောင့်ဇက်ဘွက်သူဇက်ဘွက်သား90ကျော်ကိုတောက်သုံးရံအတွက် contract လို့ခေါ်တဲ့ပွဲငါးကိုခေါ်ပြီးတော့စီစဉ်ခိုင်းရပါတယ်အရိကကြမှာပဲပွဲငါးကလည်းရေသေးပေးမဲ့သူကိုရှာဖွေကပတ်စံပေး၍ခိုင်းပါတယ်ဒါပေမဲ့တောင်အောင်ရေစိမ့်နဲ့တောင်ပေါ်ကနှစ်မိုင်မြောက်ဝေးကွာတဲ့ခရီးဖြစ်လို့တော့ရေကိုတည်ပေးမဲ့သူကိုတော်တော်နဲ့ရှာလို့တော့မရခဲ့ပါဘူးပွဲငါးတွေဘက်ကလည်းအလွန်ကိုစိတ်ညစ်သွားရန်ရှိပါတယ်ကျွန်ုပ်နဲ့ပွဲငါးတွေပင်ထိုရေကိစ္စနဲ့ပတ်သက်ပြီးတော့အကြီးကျယ်စကားများရပါတယ်နောက်ဆုံးမှာတော့ရေနစီကိုလဲနဲ့တည်ပေးရန်ပတ်စံအစမတန်ပေး၍ခိုင်းမှရခဲ့ပါတယ် တယ်။ပွင့်ကားတွေအနေနဲ့ကလည်းသူတို့ရဲ့အိတ်ကတ်တွေကပတ်စံအပိုထွက်သွားတာကြောင့်မလို့မကြင်မနဲ့ဖြစ်ပြီးတော့အဲ့ဒီနေ့တနေ့လုံးကျွန်တော်တို့ရဲ့ဇက်ရော်နားကိုပဲမကပ်ဘဲနဲ့နေခဲ့ကြပါတယ်။ကျွန်တော်တို့ဇက်ဘွက်သားတွေကလည်းရလာတဲ့ရေနှစီကိုကိုရာနဲ့သုံးဆွဲရပါတယ်။အချို့ဇက်ဘွက်သားတွေကရေမချိုးရတာကြောင့်ပူညာပူညာတွေပဲလှုပ်လာကြပါတယ်။ကျွန်တော်ကမကြားတကြားနဲ့လည်းပြောဆိုကြပါတယ်။ဇက်စရာကြီးကျမကတော့ရေမချိုးပဲမနေနိုင်ဘူးနော်။ကျမအတွက်ကတော့ရေရအောင်စီစဉ်ပေးပါ။ပတ်စံပေးဆိုရင်လည်းကျမအိတ်ထဲကစိုက်ပြီးပေးမယ်နော်။ကျန်တဲ့ဖွဲ့သားတွေကိုနှစ်သိမ့်လို့ရပါမယ်လေ။ခေါင်းဆောင်မင်းသမီးချယ်ရီကိုတော့ဘယ်သူကမှတောင်းမ ှန်လို့မရခဲ့ပါဘူး။ကျွန်တော်ကလည်းစိတ်ညစ်ကြီးကိုညစ်နေခဲ့ရပါတယ်။ရေးတယ်ပေးမဲ့သူကိုရှာဖွေပေမဲ့လည်းမတွေ့နိုင်ဖြစ်ရပါတယ်။အရိကမှကျွန်တော်ကအကြံတစ်ခုရလာခဲ့ပါတယ်။အဲဒါကြောင့်တောင်မော်ဖရားကိုတက်သွားလိုက်ပြီးတော့စင်မီရေချမ်းအမွေးနံ့တာတွေကတ်လူလိုက်ပါတယ်။ပြီးတဲ့နောက်မှာတော့တရဏဂုံစောင့်တီကထိုရက်မှရှိတဲ့ဝေနေရတတဝါတွေအလုံးကိုတိုင်တယ်ပြီးတော့မြစ်တာပေးဖို့အမြဝေကကျွန်ုပ်လိုရာစုကိုတောင်းလိုက်ပါတယ်။ဤမျိုးဤရွာဤရက်ဒေသ၌ရှိကြပါကုန်သောစောင့်ရှောက်ကြပါကုန်သောတောဆောင်နဲ့တောင်ဆောင်နဲ့တို့နေတကွာဘုံမစိုးရုပ်ကစိုးအာဃာတစိုးနတ်မင်း င်းတို့အပါဝင်ဝိဇာဇော်ကြီးတပတိနဲ့တိုင်နန်းရှင်တို့အပါဝင်ဝေနေရများစွာတတဝါအပေါင်းတို့ဟာကျွန်ုပ်ယနေ့ပြုအပ်သော ကုသိုလ်ကောင်းမှုအစုစုတို့ကိုကျွန်ုပ်နဲ့ထပ်တူထပ်မြအများပေးဝေပါ၏အများရကြသည်ဖြစ်၍ကျမ်းမာခြင်းချမ်းသာခြင်းအတိဖြစ်ကြပါစေကုန်သောအခုလိုမျိုးမေတ္တာပို့အများတန်းပေးဝေရတဲ့အကျိုးအကြောင်း ျွန်ုပ်နဲ့တကွာကျွန်ုပ်၏ဇက်ဖွဲ့သားများတို့အခက်အခဲဖြစ်ပေါ်နေပါသော ရေအခက်အခဲသည်ပြေလည်ပါစေသားကျွန်ုပ်ဟာကုညီဆောက်ရှောက်တော်မူကြပါကုန်လော့ဝိနည်းများစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲကြပါစေကျွန်ုပ်ဟာစိတ်ညစ်ညစ်ရှိသည်ကတကြောင်စိတ်ကူးအကြံတစ်ခုရလာသည်ကတကြောင်ကြောင့်တောင်မော်စီရီမှာဖះရှိကိုမြစ်တာပို့အမြတမ်းပေးဝေပြီးတော့ ်ကျွန်တော်လိုရာဆုတခုကိုလည်းတောင်းလိုက်ပါတယ်ကျွန်တော်ရဲ့ဆုတောင်းခံပြီးတဲ့နောက်မှာတော့ကျွန်တော်ဇက်ယုံကိုပြန်လာခဲ့ပါတယ်ကျွန်တော်ဇက်ယုံကိုပြန်ရောက်တဲ့အခါမှာတော့ဇက်ယုံနောက်ပဲရေတိုင်ကြီးအနီးမှာမင်းသမီးချယ်ရီတယောက်ရေချိုးနေတာကိုတွေ့လျက်ရပါတယ်အဲဒါကြောင့်ကျွန်တော်ကလည်းမင်းသမီးနီးကိုသွားပြီးတော့စူးစမ်းမယ်ပြုတ်လိုက်စင်ဇက်ဆရာ အဖွဲသုံးမှုရီကိုကျမယူသုံးတာမဟုတ်ဘူးနော်ဒါကကျမအတွက်တည်တံ့လာခတ်ပေးတာလို့ကျမရေချိုးနေတာမင်းသမီးကဥအောင်ကျွန်တော်ကိုလမ်းပြီးတော့ပြောလိုက်တာကြောင့်ကျွန်တော်ကကိုရှိန်တက်ပြီးတော့ဇက်ရုံတွင်ကိုပြန်ဝင်ခဲ့ရပါတယ်မကြမီမင်းသမီးရေချိုးအလားပြင်ပြီးတဲ့အချိန်မှာမင်းသမီးနေရာအခန်းကိုသွားပြီးတော့ကျွန်ုပ်စိတ်ထဲမှာဘဝင်မကြတဲ့အကြောင်းများကိုမေးကြည့်မိပါတယ်နေပါဦးမင်းသမီးရဲ့မင်းသမီးအတွက်ရေလာခတ်ပေးတာဘယ်လောက်ပေးရလဲ အဲ့ဒီလူကရောဘယ်မှာတပြားမှမပေးရပါဘူးကျမလည်းဘသူ့အမရေမခတ်ခိုင်းပါဘူးသူ့ဘက်နဲ့သူရေလာခတ်ပေးသွားပြီးတော့ကျမကိုရေချိုးလို့ရပြီလို့ပြောလို့ကျမချိုးနေရလေအဲ့လိုပြောပြီးတော့သူကပြန်ထွက်သွားတာပဲကျမကဇက်စရာရေခတ်ခိုင်းနေတဲ့သူထင်ပြီးတော့ဘာမှမမေးလိုက်မိဘူးသူ့ကိုလည်းကျမမတွေ့ဘူးလေမှတ်လည်းမမှတ်မိဘူးဗျာ ကျွန်တော်ကလည်းမင်းသမီးရဲ့ပြောစကားတွေကြောင့်အားအသင့်ပြီးတော့နှုတ်ဆက်နေခဲ့ရပါတယ်။ပြီးတဲ့နောက်မှာတော့ဇက်ယုံနောက်ဘက်ကိုလျှောက်ပြီးတော့ရေတိုင်ကြီးနှလုံးစီကိုလာကြည့်လိုက်ပါတယ်။ရေတိုင်ကြီးတစ်လုံးထဲမှာရေတချို့တစ်ဝက်ကျန်နေသေးပြီးတော့ကျန်တဲ့တစ်လုံးမှာတော့ရေပြည့်ရှိနေပါတယ်။မနက်ပိုင်းစီကရေတိုင်ကြီးတစ်လုံးထဲကရေတွေကိုဇက်ဖွဲ့သားတွေကိုဝင်းကားပေးလိုက်ရာကုံစင်သွားခဲ့ပါပြီ။ကျန်ရေတိုင်ကြီးတစ်လုံးမှာရေများကိုတော့ညနေပိုင်းထမင်းချက်ရံနဲ့ဇက်ဖွဲ့သားတွေစေကျော်တုတ်တည်ရန်တတ်မှတ်ထားခဲ့ပါတယ်။ဘသူကမှလည်းရေချိုးခွင့်မပြုခဲ့ပါဘူး။ကျွန်တော်ကမင်းသမီးရေချိုးရန်ပူဇာနေရာကြောင့်ရေခတ်ပေးမဲ့သူကိုရှာ ွေရင်းနဲ့မတွေ့တဲ့အစုံမှာတောင်မော်စီဒီကိုတက်ပြီးတော့စိတ်ထဲကဖြစ်ပေါ်လာတဲ့အကြံအတိုင်း ဆူတောင်းမြတ်တာပို့သခဲ့ခြင်းဖြစ်ပါတယ်။ယခုမှတော့ကျွန်ုပ်ရဲ့ဆူတောင်းမဲ့ပြည့်ခဲ့တာလားဒါမှမဟုတ်ရင်ဘလို့သောအကြောင်းဆက်တွေကြောင့်ဖြစ်တာကိုကျွန်ုပ်မစင်းစားတတ်အောင်ဖြစ်နေရပါတယ်။ဒါ့ပေမဲ့လည်းရေခမ်းနေတဲ့တိုင်ကြီးတစ်လုံးနဲ့ကိုဘယ်သူမှမခိုင်းစေရပါပဲ။ရေလာထည့်ပေးသွားတဲ့ကိစ္စကတော့လွန်စွာထူးဆန်းအံ့ဩပဲဖြစ်ရပါတယ်။အဒီချိန်ကနေစပြီးတော့ကျွန်ုပ်ဟာသွားရစားရနေရထိုင်ရတို့မှာသတိမပြတ်စောင့်ကြည့်နေခဲ့ရာဇက်ပွဲ၃ညကပြီးတဲ့တိုင်အောင်ဘာကူမှကွဲပြားစွာမတွေ့ခဲ့ရပါဘူး။ဒါ့ပေမဲ့လည်းနေ့စဉ်ရေတိုင်ကြီးတစ်လုံးကတော့ရေပြည့်လျက်ရှိနေတာကိုတော့ကျွန်ုပ်ကောင်းစွာသတိထားမိ ခဲ့ပါတယ်ကျွန်တော်ရဲ့ဇက်ဘွက်သားတွေကလည်းစားလိုက်တောက်လိုက်ကလိုက်ခုန်လိုက်နဲ့သာလေအချိန်ကုန်နေခဲ့ကြရာရေကိစ္စကိုဘယ်သူမှအရေးမထားခဲ့ကြပါဘူးရေတိုင်ကြီးထဲမှာရေမပြတ်ရှိနေတာကိုဇက်ဆရာကျွန်တော်ရဲ့စီစဉ်မှုလို့သာသူတို့ကနားလည်ထားကြပုံရပါတယ်အဲဒီလိုနဲ့ဇက်ဘွက်၃ညကလုတ်ပြီးတဲ့နောက်မှာကျွန်တော်တို့ဇက်ဘွက်ကြီးဟာလည်း ကိုသိန်းကိုသန်းတောင်ပေါ်ကနေအခြားနေရာကိုရွှေ့ပြောင်းမှုတွေတောင်အောက်ရေစိပ်ကိုဇက်ပစ္စည်းတွေနဲ့အတူအဖွဲသားတွေကိုတည်ယူကြရပြန်ပါတယ်။အလားတူလိုပဲနွားလဲ26စီးနဲ့ပဲကျွန်တော်တို့ဇက်ဖွဲသားတွေနဲ့ပစ္စည်းများကိုတည်ယူပေးကြရပါတယ်။တောင်စင်းလန်းဖြစ်တာကြောင့်ပြေလျှောစွာဆင်းရပါတယ်။နွားလဲတန်းကြီးကရှေ့နောက်စီတန်းပြီးတော့အလွန်မင်းကြည်ကောင်းလာပါတယ်။နွားလဲတစ်စီးနဲ့တစ်စီးကလည်းအလတ်မကွာလာပင်ကလျက်ရှိနေကြပါတယ်။ကျွန်တော်ကဇက်ပွဲကပြီးတဲ့အထိမြည်သည့်အခက်ခဲအနောက်ရှက်မှမဖြစ်ပေါ်ခဲ့ခြင်းကိုပဲလွန်စွာစိတ်ချမ်းသာနေမိပါတယ်။ တို့ပဲမဲ့လဲကျွန်ုပ်ကိုအကူအညီပေးခဲ့တဲ့ရေလူရှင်ကိုပြောက်ကိုမူကတည်ကျင်မြင်ကျင်စိတ်ဟာကျွန်ုပ်ရဲ့စိတ်မှာလိတ်ခဲတင်းလင်းဖြစ်နေခဲ့ပါတယ်။အဲဒီအကြောင်းအရာကိုကျွန်ုပ်မှမြည်သူကိုမှလည်းမပြောပြခဲ့လေရာကျွန်ုပ်တို့ဦးတဲ့ပင်အာယုံနောက်နေမိပါတယ်။ ကျွန်ုပ်မှစဉ်းစားရမရတဲ့အဲ့ဒီအကြောင်းအရာကိုတွေးရင်းနဲ့လဲပေါ်မှာငြိမ်ပြီးတော့ထိုင်ကလိုက်လာခဲ့ပါတယ်။လဲတန်းကြီးကလည်းကိုသိန်းကိုသန်းတောင်ပေါ်ကနေဆင်းလာခဲ့ရာခရီးတဝက်တမိုင်နီးပါးမြပဲရောက်ခဲ့ပြီဖြစ်ပါတယ်။အဲ့ဒီချိန်မှာပဲကျွန်ုပ်စီးနင်းလာတဲ့လဲဟာရုတ်တရက်ကြီးရက်တန်သွားခဲ့ပါတယ်ကျွန်ုပ်ရဲ့နွားလဲဟာရှေဆုံးကနေဥဆောင်လာတဲ့နွားလဲဖြစ်လေရကျွန်ုပ်ရဲ့နွားလဲရက်တန်လိုက်ခြင်းကြောင့်နောက်မှအစီရီလိုက်ပါလာကြတဲ့နွားလဲတွေကလည်းတုံငနေရက်ခါတစည်းနဲ့တစည်းတိုက်မိမလို့တွေတောင်ဖြစ်သွားခဲ့ကြပါတယ်အဲ့ဒါကြောင့်ပဲနောက်မှပါလာတဲ့နွားလဲမောင်းတဲ့သူတွေကစူညံပူညံနေတဲ့အတန်တွေထွက်လာခဲ့ကြ ပါတယ်။ဘာဖြစ်လို့ရှေ့ကနွားလဲရက်ပြစ်လိုက်တာလဲဟာဒါတောင်စင်းလန်းကြီးကွာမင်းနားမလဲဘူးလားကျွန်တော်ရဲ့နွားလဲမောင်းသမားကလည်းဇက်ကျိုးကိုကင်ပြီးတော့မတ်တက်ရက်ကသူ့ရဲ့နွားနှကောင်ကိုချိန်နဲ့တို့ကတို့ကမောင်းနေပါတယ်။နွားနှကောင်လုံးကရှေ့ကိုသွားရမယ့်လမ်းကြောင်းကိုတွေးဖယ်ပြီးတော့တောင်မြောက်ဆန့်ကျင်လျက်ခွာကိုနောက်ကိုကန်လန်ထားပြီးတော့မရွေ့မလျားနဲ့ရက်နေပါတယ်။ဒီကောင်တွေဘာဂျိုဖောက်ပြန်ပြီလဲမသိပါဘူးကွာ။ကဲတားတို့တောင်စင်းလန်းမဲ့ကွာမင်းတို့မပင်မမ်းပါဘူးကွာနော်ဖေးသားကြီးကဲသွားကြစမ်းပါကွာ။သွားသွား ကျွန်တော်ရဲ့နွားလေးကလဲမောင်းသမားကလည်းချူသားစွာပြောလျက်ကျိန်နဲ့နဲ့နွားတို့ရဲ့ဖင်ကိုတို့နေပါတယ်။နွားနှကောင်ကတော့လုံးဝကိုမရွေ့လျားပါဘူး။ခြေကိုကန်လျက်ပင်မလုံးမရှက်ငြိမ်လျက်ပင်ရက်နေပါတယ်။ဟဲ့ဟောက်ထွန်းမောင်မောင်းလေကွာဘာရက်လုံးနေလဲဟာ။နောက်ဘက်ကလဲမောင်းသမားကလမ်းပြီးတော့တော့အော်ပြောနေပါပြီ။ကျွန်တော်ရဲ့လဲမောင်းသမားထွန်းမောင်ဆိုသူကတော့အဲ့ဒီအတန်တွေကိုဂယုမဆိုင်ပါဘူး။နွားနှကောင်ကိုစိုက်ကြည့်နေလျက်ကနေတွန်းညင်းစွာပြောလိုက်တဲ့ကောင်မူကျွန်တော်ကောင်းစွာကြားလိုက်ရပါတယ်။ကဲမနှောက်ရှက်ကြပါနဲ့ကွာမင်းတို့ဘာဖြစ်နေတာလဲ။မင်းသမီးနဲ့မိတ်ဆက်ချင်လို့ဟုတ်လား။ဒါလေးမြောက်ကွာကဲကဲ ဲမင်းတို့ဖြစ်နေတာအားလုံးငါလုပ်ပေးမယ်ဟုတ်ပြီလားရေစိတ်ကြလို့ရှိရင်မင်းတို့နဲ့ငါမင်းသမီးကိုမိတ်ဖွဲ့ပေးမယ်ကြားလားအခုတော့ဘာမှမလုပ်ကြနဲ့ကွာငါတောင်းမှန်ပါတယ်လဲမောင်သမားထုံးမောင်တယောက်တည်းစကားတွေပြောနေတာကိုကြည်ပြီးတော့ကျွန်တော်ကအားအသင့်ရပါတယ်အဲဒါကြောင့်လဲပတ်ဝန်းကျင်ကိုကျွန်တော်မျက်လုံးဝေးဝိုက်ကြည့်ကထုံးမောင်နဲ့အပြန်လန်စကားပြောနေသူတို့ကိုရှာကြည့်မိပါတယ်မြည်သူကများအရေးအယံမတွေ့ရတာကြောင့်ကျွန်တော်ရဲ့ဥကောင်းမှာခြားခြားလဲကခေါင်းနှစ်ဘန်းကြီးတော့ရရပြန်ပါတယ် အရေးချိန်မှာပဲစောစောကပေကက်ရက်နေတဲ့နွားနှကောင်ဟာခြေထောက်ကိုချက်ချင်းရွှေ့ပြောင်းပြီးတော့ရှေခရီးကိုတော်တော်နှင်သွားလိုက်ကြပါတယ်။မကြမီတောင်အောင်ရေစိတ်ကိုနွားလဲတွေအလုံးရောက်ရှိခဲ့ကြပါတယ်။ကဲဇက်ဆရာကျွန်တော်တို့နဲ့မင်းသမီးကိုမိတ်ဆက်ပေးစမ်းပါဗျာ။ဒါလေးတော့ဇက်ဆရာကူညီနိုင်ပါလေဗျ။ရည်စိတ်ကိုလဲဆိုင်တာနဲ့လဲမောင်းသမားထုံးမောင်ရဲ့စကားကြောင့်ကျွန်တော်ကလဲဘော်ကဆင်းပြီးတော့နောက်လဲမှာပါလာတဲ့မင်းသမီးထံကိုအကျိုးကြောင့်သွားပြောရင်းနဲ့မင်းသမီးကလည်းကျွန်တော်နဲ့တူလိုက်ပါလာကမိတ်ဆက်လိုသူများနဲ့တွေ့ပါတယ်မင်းသမီး သူတို့တွေကမင်းသမီးနဲ့မိတ်ဆက်ကျင်လို့တဲ့။ "तू ကမင်းသမီးကိုအရင်သဘောကျနေရ။မင်းသမီးကတော့သိမှာမဟုတ်ဘူး။ तू ကမင်းသမီးအတွက်လူလေသေးမရှိအောင်ကူညီပေးနေရဗျာ။ဂျေဆုတမန်ရှင်" ကျမကိုခွင့်ပြုအောင်နော်မင်းသမီးကဖော်ရည်ပြူငါစွာနဲ့ပြောဆိုဆက်ဆံနေရာကြောင်းထုံးမောင်နဲ့ကြံလူတယောက်ဟာသဘောကျစွာပြုံးလျက်ရှိကြပါတယ်။နှုတ်ဆက်စကားကိုဆိုပြီးတဲ့နောက်မှာတော့မင်းသမီးကမော်တော်ဘော်ကိုတက်သွားခဲ့ပါတယ်။ကျွန်ုပ်မှာတော့ထုံးမောင်နဲ့အတူမင်းသမီးကိုမိတ်ဆက်တဲ့လူစိမ်းတယောက်ကိုကြည်ပြီးတော့အားအသင့်ရပါတယ်။ဘာကြောင့်လဲဆိုတော့မင်းသမီးနဲ့ထုံးမောင်မိတ်ဆက်ပေးတဲ့သူကကျွန်ုပ်တို့တစ်ခါမှမမြင်ဘူးတဲ့လူတယောက်ဖြစ်နေခြင်းကြောင့်ပဲဖြစ်ပါတယ်။ကျွန်တော်တို့ဘက်ကိုကိုသိန်းကိုသန်းတောင်ပေါ်မှာရေစိမ့်တို့လဲနဲ့လိုက်ပါပို့ဆောင်ကြတဲ့လူဆို၍လဲမောင်သမားများကြီးသာဖြစ်ပါတယ်။အဲဒီရွာကန်လူတွေအားလုံးကိုလည်းကျွန်တော်မြင်မှုပါတယ်။မမေ့ ပါတယ်ကျွန်ုပ်မတွေ့ဘူးတာကတော့ထုံးမောင်မိတ်ဆက်ပေးတဲ့လူစိမ့်ပင်ဖြစ်ပါတယ်ဘယ်အချိန်ကဘလို့ရောက်နေတာကိုလည်းကျွန်ုပ်မတွေ့တဲ့ပေါ့အဲဒါကြောင့်မဲလဲသမားထုံးမောင်ကိုအနာတိုးကပ်ပြီးတော့မေးမယ်လို့လှုပ်လိုက်စင်ရေစိတ်ကန်းနာမှရှိတဲ့မော်တော်ကကျွန်ုပ်ကိုခေါ်တန်ကြားလိုက်ရပါတယ်ဗျိုးဆက်စရာကြီးဒီမှာပစ္စည်းတွေလူပြီးတင်နေကြတယ်ဗျနေရာလာချပေးပါအောင်မော်တော်ဘော်ကပြတ်ဆက်မင်းသားကိုစိမ့်အောင်ကလမ်းပြောလိုက်တဲ့အတန်းကြောင့်ကျွန်ုပ်တို့ကမော်တော်စီကိုအပြေးလာခဲ့ရပါတယ်ပြီးတဲ့နောက်မှာတော့ဇက်ပစ္စည်းများကိုဥစွာနေရာချပြီးတဲ့နောက်အဖွဲသားတွေကိုလည်းနေရာတိတိချပေးလိုက်ရပါတယ်ပြီးတဲ့နောက်မှာတော့ထုံးမောင်စီကိုသွားမလို့ကမ်းမော်ကိုအလင်းမြန် န်တက်လိုက်ပါတယ်ဇက်စရာကုန်းမို့မတက်နဲ့တော့လေဗျာ ရေတက်ချိန်မလို့မော်တော်ကထွက်မှရတော့မယ်ဗျာတော်ကြရေပြန်ကျသွားလို့ရှိရင်မော်တော်ကထွက်မရပဲဖြစ်နေမယ်မော်တော်ဆရာရဲ့ပြောတဲ့စကားကြောင့်ကျွန်တော်ကလည်းကမ်းမော်ကိုတက်မဲ့ခြေလမ်းတွေကိုပြန်ရုပ်သိမ်းလိုက်ပြီးတော့မော်တော်ပေါ်မှနေ၍လဲသမားထုံးမောင်ရှိရာစီကိုလမ်းကြည့်လိုက်မိပါတယ်ထုံးမောင်ကလည်းအဝေးကနေပြီးတော့လက်ရန်ပြရင်နှုတ်ဆက်နေပါတယ်ထုံးမောင်ဘေးမှာတော့စောစောကမင်းသမီးနဲ့မိတ်ဆက်ပေးတဲ့လူစိမ်းကိုမတွေ့ရတော့ပါဘူးအခြားနွားလဲမောင်သမားတွေကလည်းလက်ပြနှုတ်ဆက်နေကြသေးပင်ဖြစ်ပါတယ်အဲဒီချိန်မှာကျွန်တော်တို့ဘက်စီးနှင်းလိုက်ပါလာတဲ့မော်တော်ကကမ်းကနေစတင်ထွက်ခွာနေပါပြီကျွန်တော်မှလည်းလဲသမားထုံးမောင်ကိုပြန်ပြီးတော့လက်ပြနှုတ် ုပ်ဆက်နေသည့်တိုင်ကျွန်ုပ်ရဲ့စိတ်အတွေးထဲမှာတော့စောစောကကျွန်ုပ်မြင်တွေ့ခဲ့ရတဲ့လူစိမ်းရဲ့အကြောင်းများကစိုးမိုးနေပါတယ်အဲ့ဒီလူစိမ်းကဘယ်ရလဲဘယ်သူလဲ ။ဘာကြောင့်မင်းသမီးကိုလာပြီးတော့နှုတ်ဆက်ရလဲ။မင်းသမီးနဲ့နှုတ်ဆက်စဉ်ထိုလ်လူစင်းကဘာစကားမှမပြောပါဘူး။ရေငုံနှုတ်ပိတ်ပြီးတော့ပြုံးရွေတာပြုံးနေပါလေ။ပြီးတဲ့အခါမှာချက်ချင်းအဘယ်ကြောင့်ပျောက်ကွယ်သွားရတာလဲ။ကျွန်တော်တို့ကိုသိန်းကိုသန်းတောင်ပေါ်မှာနေခဲ့ကြစဉ်ကနေ့စဉ်ရေတိုင်ကြီးတစ်လုံးရေသေးပေးပူသူဟာဘယ်သူလဲ။မင်းသမီးကိုမိတ်ဆက်ပေးတဲ့သူဆိုပြီးတော့ထုံးမောင်မိတ်ဆက်ပေးတဲ့အဲ့လူစင်းဒီပဲလေ။ရေလူရှင်ဖြစ်နေရောသလား။စသည့်အတွေ့အများကကျွန်တော်ရဲ့အာယုံထဲမှာအုံနောက်ခြောက်ခြားရစေရန်နေရာယူစွန့်မှုခဲ့ပါတယ်။တို့တိုင်အောင်အဲ့ဒီအကြောင်းအရာတွေကိုအလုံးစုံသိတဲ့လယ်သမားထုံးမောင်ကိုမမေးခဲ့ရခြင်းဒီပဲလေ။ကျွန်တော်ရဲ့စိတ် တ်တွေထဲမှာမတင်မကြမရှင်းမလင်းဖြစ်နေကြရသည်မှာယနေ့ထက်တိုင်ပင်ဖြစ်ပါတော့တယ်ကျွန်ုပ်ကတော့အဲ့ဒီအချိန်အားစပြီးတော့ကိုသိန်းကိုသန်းအရက်ကိုယနေ့ထက်တိုင်တစ်ခေါက်တစ်ခါမှပဲပြတ်မရောက်ခဲ့တော့ပါဘူးဇလန်လေးကတော့ဒီမှာဒီမဲ့ပြီးဆုံးသွားခဲ့ပါပြီဗျာဇလန်လေးကိုဆွန်နတီလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်